ဒီတစ်ခါ Friday celebration မှာ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဘီဘာတော်တော်များများလုံးလေးလှုပ်ထားရှိတဲ့ silent treatment ဆိုတဲ့အပြုအမူနဲ့ပတ်သက်တဲ့အရာတွေဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးအနေနဲ့ silent treatment ဆိုတာကဘာလဲ silent treatment ဆိုတာလူတစ်ယောက်ကတခြားသူတစ်ယောက်ကိုစကားမပြောဘဲနေတာအဖက်မလုပ်တာဥပိ္ပခါပြုတာမျိုးဖြစ်ပါတယ်။ တပတ်လူကအမားလုံးမိသွားတဲ့အခါမျိုးတွေမှာလည်းတုံ့တက်တယ်လို့တစ်ခါတည်းရံပါလေကိုကိုတိုင်းကပြဿနာတစ်ခုအနေရှောင်ခွေခြင်းတဲ့အခါမျိုးတွေမှာလည်းတုံ့လေတုံ့တာရှိပါတယ်။ဒါဆိုရင်မိဘတွေအနေနဲ့ကရောဘာလို့ကလေးတွေအပေါ်မှာဆန်းတဲ့ treatment ကိုချစ်တုံ့တက်ကြတာလဲ။ဒီအကြောင်းအရာကိုလေ့လာရမယ်ဆိုရင်တော့အကြောင်းပြချက်တွေအများကြီးရှိနိုင်ပါတယ်။ဒါပေမဲ့ရေဖူရအဖြစ်အကြမ်းမင်းပြောရရင်တော့ဆန်းတဲ့ treatment ကိုချစ်တုံ့တဲ့အချက်၃ချက်ရှိပါတယ်။ ပထမဆုံးကတော့ punishment ပါအပြစ်ပေးဖို့အတွက်ကလေးကအမားတစ်ခုခုကိုလုံးမိတဲ့အခါမှာကလေးကိုစူပူကျဲမောင်းရိုက်ပုတ်တာတွေမလုပ်ခင်တဲ့ silent treatment လို့ခေါ်တဲ့အရာကြီးကိုကျင့်သုံးတတ်ပါတယ်မိဘတွေကတော့ကလေးကိုသူ့အမသူပြန်စင်စင်တုံ့တက်နိုင်စေဖို့အတွက်အချိန်တစ်ခုပေးလိုက်တယ်ဆိုတဲ့သဘောမျိုးနဲ့တယောက်တည်းပြစ်ထားလိုက်တာမျိုးဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ to avoid conflict အငင်းပွားဝယ်ရာအခြေအနေတွေကိုရပ်တန့်ဖို့အတွက်ဒီအခြေအနေကိုတော့ကလေးငယ်တွေမှာမဟုတ်ဘဲနဲ့ကြီးကောင်ဝယ်စားဆေးကျော်တဲ့အရွယ်အိမ်နဲ့မိဘတွေရဲ့ကြားထဲမှာအများဆုံးတွေ့ရပါတယ်။ဆေးကျော်သက်တွေရဲ့သဘာဝအရစူးစမ်းခြင်းပဲ၊လိလာခြင်းပဲ၊လွတ်လပ်ခြင်းပဲ။မှန်မှန်ထင်တဲ့အရာတွေကိုအပြည့်အဝရပ်တည်ခြင်းပဲ။တခါတည်းရမှာလေသူတို့လိုချင်တဲ့အရာလေးတွေကိုမိဘတွေဆေးရနေပြီးတော့မရရအောင်ပူဇော်တက်လာတယ်။ အဲ့ဒီခါဒီစေတောကတ်တွေနဲ့မိဘတွေရဲ့ကြားထဲမှာအငင်းပွားစရာဒေးတွေကရှိတာတတ်ကြပါတယ်။နှစ်ဦးနှစ်ဖက်တင်းမာနေစဲကာလတွေမှာဆိုရင်မိဘတွေကအလျှော့ပေးတာလည်းမဟုတ်လုံးဝညှင်းဆိုပစ်တာမျိုးလည်းမဟုတ်တဲ့ silent treatment လို့ခေါ်တဲ့ဥပိ္ပခါပြုတဲ့ပုံစံမျိုးနဲ့ဒါသူတို့ကျင့်သုံးတတ်ကြပါတယ်။နောက်ဆုံးတစ်ချက်ကတော့ manipulation လွှမ်းမိုးချဲ့လေခြင်းနဲ့အတွက်ဒီချက်ကတော့မိဘတော်တော်များများလက်ခံဖို့ခက်ခဲမယ်ဆိုပေမဲ့ဒါအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ အကုန်လုံးမဆိုးလို့ပဲမယ်တချို့သောမိဘတွေမှာကအထာလေးတွေရှိတတ်ကြတယ်။ငါမိဘငါဖြစ်စေချင်တယ်လို့ဖြစ်ရမယ်ဆိုတဲ့အထာတွေနဲ့တာသမီတွေကိုအတင်းအကျပ်လွှမ်းမိုးချုပ်ကင်တာမျိုးတွေရှိတတ်တယ်။ကိုဖြစ်စေချင်တယ်လို့ဖြစ်မလာတဲ့အချိန်တွေမှာလည်းကလေးကိုလုံးဝစကားမပြောဘဲနဲ့ဒိတ်တူရှူတာမျိုးတွေလုပ်တတ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့အတန်းထဲမှာအမြဲပထမရနေကြကလေးတယောက်ကအချောင်းအမျိုးမျိုးကြောင့်ဒီလဒုတိယရသွားခဲ့တယ် ။ဒါကိုကလေးရဲ့မိဘကဘာကြောင့်အဆင်ကျောက်သွားရတယ်ဆိုတဲ့အဖြေကိုလည်းမရှာ။ကလေးကိုနှစ်သိမ့်တာမျိုးလည်းမလုပ်ခင်နဲ့။ဒီသူတို့လူချင်းတဲ့အနေထားတစ်ခုကိုမရောက်တဲ့အတွက်ကြောင့်မလို့ကလေးကိုစကားမပြောဘဲနဲ့အကြိုင်းနေလိုက်တယ်ပေါ့နော်။ဒါဆိုရင်မိဘတွေရဲ့အမြင်မှာတော့ဒါဟာစူပူချိန်မောင်းတာကိုအထီးဖျောက်ရိုင်းတဲ့တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့အပြစ်ပေးမှုအသေးလေးလို့သူတို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ silent treatment ဆိုတာကအရန်အနေကြီးပါတယ်။ တကယ်တော့ silent treatment ဆိုတာကပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းကောင်းတစ်ခုလုံးဝမဟုတ်ပါဘူး။ပိုဆိုးတဲ့အခြေအနေတစ်ခုကသာဥတည်နေတဲ့အပြုံမျိုးဖြစ်ပါတယ်။ဒါဆိုရင်ဒီ silent treatment ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။ဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုပြောတဲ့အခါမှာဆိုလို့ရှိရင်တော့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောရပါလိမ့်မယ်။ပထမတစ်ပိုင်းကတော့ emotional effect on kid ပါ။ ဒီ silent treatment လောက်ခံရတဲ့ကလေးရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်မှာတက်ရောက်မှုတွေပေါ့နော်ပထမဆုံးဖြစ်တာကတော့ feeling of abandonment ကလေးရဲ့စိတ်ထဲမှာသူကစွန့်ပစ်ခံတရားလိုမျိုးခံစားသွားရတာပေါ့နော်ကလေးရဲ့စိတ်ကဆိုလို့ရှိရင်အယံကိုနူးညံ့လွန်ပါတယ်ကလေးကိုတယောက်တည်းပြစ်ထားလိုက်တဲ့အခါမှာဒီကလေးကအနှုတ်သဘောဆောင်တဲ့ negative thoughts တွေကိုတွေးမိတတ်ပါတယ် သူ့ရဲ့မိဘတွေက သူ့ကိုမချစ်တော့ဘူး၊ဂယုမစိုက်တော့ဘူး၊မလိုချင်တော့ဘူးဆိုပြီးတော့သူဟာသူ့ကိုယ်သူအဆွတ်ပြစ်ခံတရားလိုမျိုးမှတ်ယူသွားတတ်ပါတယ်။ဒီလိုနဲ့သူ့ကိုယ်သူလေးစားမှုတွေလည်းပဲတဖြည်းဖြည်းလျော့နေသွားတတ်ပါတယ်။နောက်တစ်ချက်ကတော့ increase anxiety ပူပန်သောကတွေတိုးလာတာမျိုးပါ။ အမားလုံးဝိသွားတဲ့ကလေးတယောက်ကိုသူ့ရဲ့အမားတွေကိုသိအောင်ပြောပြတာအမှန်ပြင်ပေးတာမျိုးတွေမလုပ်ဘဲနဲ့ silent treatment ကိုကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီကလေးက "तू လုတ်ခဲ့မိတဲ့အမားကို तू တေချာသိနိုင်မှာမဟုတ်ပါဘူး။ဒီအစားသူ့ရဲ့အပြုတ်မှုတိုင်းပေါ်မှာ तू တန်တရားဖြစ်လာပါလိမ့်မယ်။နောက်ပိုင်းမှာဒီကလေးကတခုခုလုတ်ခံနေတာအမားဖြစ်မှာကိုစိုးရိမ်နဲ့စိတ်ကြီးဝင်လာတတ်ပါတယ်။အဲ့လိုကလေးမျိုးတွေရာဆိုလို့ရှိရင်အသက်ကြီးလာတဲ့အခါမှာလဲသူတို့ကိုသူတို့ယုံကြည်မှုမရှိတော့တာမစွန့်စားရဲတာ နောက်ပြီးတော့ stretch ပြီးလဲတာမျိုးကြီးလည်းဖြစ်တတ်ပါတယ်။တတိယတစ်ချက်ကတော့ loneliness good and self blame အထီးကျန်တာတွေသူတို့ကိုသူတို့အပြစ်မြင်စိတ်တွေနောက်ပြီးတော့ကိုကိုကိုပဲအပြစ်တင်တာတွေပဲလည်းဖြစ်တတ်ပါတယ်။တယောက်တည်းပြစ်ထားခံရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လူကြီးတွေပဲအတွေးလွန်တတ်တာမဟုတ်ပါဘူး။ကလေးတွေကလည်းပဲအတွေးများတဲ့အတွေးလွန်တတ်ပါတယ်။တစ်ဖက်ကကိုကိုတမိန်တကာလစ်လျူရှုထားတဲ့အခြေအနေမျိုးတွေမှာဆိုရင်တော့ပုံဆိုးတတ်ပါတယ်။ အထီးကျန်မှုနဲ့အတူအပြည့်ရှိတယ်ဆိုရဲခန်းစားချက်တွေပါသူတို့လေးတွေရဲ့ကောင်းတဲ့ကိုဝင်လာတတ်ပါတယ်ကလေးတွေလည်းဖြစ်တယ်ကြကြောင့်မလို့အများကြီးလည်းသိချာမတွေးနိုင်တဲ့အခါသူတို့အပြည့်ရှိတယ်လို့ခန်းစားရပေမဲ့သူတို့ရဲ့အပြည့်ကိုသိချာမသိတဲ့အခြေအနေမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်ဒီအခါသူတို့ကိုသူတို့ပို့ပြီးတော့အပြည့်မြင်လာပါလိမ့်မယ်ကိုကိုကိုအပြည့်မြင်တတ်တဲ့ကလေးတယောက်ကကိုကိုကိုချစ်ပေးဖို့ဆိုတာခက်ခဲတတ်ပါတယ်ကိုကိုကိုမချစ်တတ်တဲ့သူဟာလေကိုကိုကိုတံပိုးထားဖို့ဆိုတာပို့ပြီးတော့ခက်ခဲပါတယ် ောက်ဆုံးတစ်ချက်ကတော့သူတို့မိဘတွေရဲ့ပုံစံအတိုင်းသူတို့တပုံစံနဲ့ဖြစ်လာတာပါကလေးတိုင်းကမိဘတွေရဲ့အပြုမူတိုင်းကိုစောင့်ကြည့်လေ့လာတတ်ကြပါတယ်လက်ဦးစရာဖြစ်တဲ့မိဘရဲ့အပြုမူဟာကလေးအပေါ်မှာတိုက်ရိုက်အချိုးကျပါတယ်မိဘက AD AC ဆက်ဆံတတ်တယ်ဆိုရင်ဒီကလေးစီကနေပြီးတော့နှွေးထွေးမှုကိုမျောလင်းလို့မရပါဘူးအဲ့ဒီသဘောအတိုင်းပါပဲ မိဘကပြဿနာတစ်ခုကို silent treatment လုပ်ခြင်းနဲ့ဖြေရှင်းတတ်တယ်ဆိုရင် ကလေးကလည်းဒီအရာကိုပြဿနာဖြေရှင်းနည်းအမှန်လို့ထင်သွားတတ်ပါတယ်။ဒီကလေးကဘဝတစ်လျှောက်လုံး silent treatment ကိုကျင့်သုံးတတ်သွားပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းမရှိတဲ့အတွက်ကြောင့်မလို့ပြဿနာတွေကိုကောင်းကောင်းဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။အခုပြောထားတဲ့၄ချက်ကတော့ဒီ silent treatment နဲ့ပတ်သက်ရင်ကလေးတွေမှာဖြစ် ပေါ်နိုင်တဲ့အများဆုံးဖြစ်ပေါ်နိုင်တဲ့အခြေအနေအသေးလေးတွေကိုပဲပြောသွားတာဖြစ်ပါတယ်။တကယ်လို့မိဘကသာအမှုမဲ့အမှန်မဲ့နဲ့ဒီ silent treatment ကိုထက်ခါထက်ခါကျင့်သုံးနေမယ်ဆိုလို့ရှိရင်ကလေးမှာ trauma တွေစိတ်ဒဏ်ရာတွေနဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီကလေးကစိတ်ပိုင်းဆိုင်ရာချူရင်းရွက်တွေတော်တော်လေးကိုပဲများသွားနိုင်ပါတယ်။ဒါဆိုရင်ဒုတိယအပိုင်းအနေနဲ့ silent treatment ရဲ့နောက်ဆက်တွဲပြဿနာကဘာရှိမလဲဆိုရင်မိဘနဲ့တာသမီရဲ့ကြားမှာရှိတဲ့ဆက်ဆံရေးပျက်စီးသွားတာပါ။ ပြောရမယ်ဆိုရင်တော့ယုံကြည်မှုတွေပျက်စီးပြီးတော့စိတ်ချင်းဝေးသွားတာမျိုးပါကလေးတွေရဲ့စိတ်ကအရန်ယိုရှင်းပါတယ်သူတို့လေးတွေကသူတို့ရဲ့မိဘတွေကသူတို့ကိုအချစ်ဆုံးပဲလို့ယုံကြည်ထားကြတယ်ယုံကြည်ထားတဲ့အတဲ့အောင်လည်းမိဘတွေကိုသူတို့ကတိတ်ကိုခင်တွယ်တတ်ကြပါတယ်ဒါပေမဲ့သူတို့အရန်ခင်တွယ်တဲ့သူတွေစီကနေပြီးတော့ဥပစ်ခါပြုခံလိုက်ရတဲ့အခါမှာသူတို့လေးတွေရဲ့စိတ်ကအရန်ကိုထိခိုက်သွားတတ်ပါတယ်သူတို့ယုံကြည်ထားတဲ့လောက်မိဘတွေကသူတို့ကိုမချစ်ဘူးလို့လည်းထင်သွားတတ်ပါတယ် မိဘနဲ့ပြန်ဆင်ပြီးသွားခဲ့မယ်ဆိုရင်တော့ကလေးတွေမှအမှုမဲ့အမှန်မဲ့နေလိုက်တယ်ဆိုပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့ဒီတရားလေးတွေကပျောက်သွားတာမျိုးမဟုတ်ပါဘူး။ဒါကိုမိဘကတတိမထားမိပဲနဲ့ဒီ silent treatment ကိုသာထက်ခါထက်ခါကျင့်သုံးနေမယ်ဆိုရင်တော့ဒီကလေးကအရွယ်ရောက်လာတဲ့အမြမိဘတွေနဲ့ပြောဆိုဆက်ဆံရမှာကိုစိတ်မသက်မသာဖြစ်လာတတ်ပါတယ်။မိဘပေါ့မိခိုရာမိဘကိုပူစားတာမျိုးတွေလည်းမလုပ်တော့ဘဲနဲ့တယောက်တည်းတည်တံ့နေတတ်လာပါတယ်။ဒါကိုမိဘတွေက ကလေးကလိမ်မာသွားတာတီးတက်လာတာလို့ထင်နိုင်စရာရှိပေမဲ့တကယ်တော့ကလေးကတိတ်ဆိတ်တက်သွားတာပဲဖြစ်ပါတယ်။တအိမ်ထဲမှာနေပြီးတော့စကားမပြောဖြစ်ကြတာ ATA ဆက်ပုံစံဖြစ်သွားတာ။နောက်ပြီးတော့မိဘကဘာပြောပြောအင်းမလို့အဲမလို့ဖြစ်တာမျိုးတွေဒါတွေကဆိုလို့ရှိရင် silent treatment ရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။မိဘတွေဘက်ကဒါဒီလိုအခြေအနေကိုသိချမကိုင်းတွဲနိုင်ဘူးဆိုရင် နောက်ဆုံးမှာကလေးနဲ့မိဘကအယံကိုဝေးကွာသွားပါလိမ့်မယ်။ ဆိုရင်ဒီအပေါ်မှာပြောထားတဲ့အကြောင်းအရာတွေက silent treatment ရဲ့ဆိုကြိုးအနည်းငယ်ပဲရှိပါသေးတယ်။ဒီတဲ့ပိုဆိုးလာမယ်ဆိုရင်တော့ကလေးမှာတေးရပါစိတ်ထင်ရတွေရတဲ့အထိလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့အတက်နိုင်ဆုံးအနေနဲ့မိဘတွေက silent treatment ကိုလုံးဝမလုပ်မိအောင်နေထိုင်သင့်ပါတယ်။ဒီအစားကတခြားလုပ်လို့ရမယ့်နည်းလမ်းလေးတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီထဲကအကောင်းဆုံးနည်းလမ်းကတော့စကားပြောပေးတာပဲဖြစ်ပါတယ်။ဘယ်ဆက်ဆံရေးမှာမဆိုစကားလုံးတွေက တိတ်ကိုအရေးပါပါတယ်။ နှွေးထွေးမှုကိုဖော်ပြလို့အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်တယ်။ကလေးကအပြစ်တစ်ခုခုလုပ်ခဲ့မရင်ကလေးကိုတိချာရှင်းပြနောက်မလုပ်ဖို့တုံ့တင်တာမျိုးလေးတွေလုပ်ပေးသင့်ပါတယ်။အမားလုံးမိတာဆိုရင်လည်းဘာကြောင့်မှားရတယ်။အမှန်ဘလို့ပြင်ရမယ်ဆိုတာလေးတွေကိုနားဝင်အောင်ပြောပြသင့်ပါတယ်။ဆယ်ချောသက်ရွယ်ကလေးတွေကိုဆိုရင်လည်းနားလည်မှုရှိရှိနဲ့နှွေးထွေးပေးဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ quality time ပါ။မိဘနဲ့တာသမီးကြားမှာတန်ဖိုးရှိတဲ့အချိန်လေးတွေကို တိဆောက်ပေးဖို့ပေါ့နော်ဥပမာပြောရမယ်ဆိုရင်တော့တပတ်တခါအပြင်သွားတာမျိုးတွေရှောက်တဲ့တာမျိုးတွေဒါမှမဟုတ်ရင်လည်းတရက်ကို သူတို့ ਨੇ တနာရီနှစ်နာရီလောက်ကိုစကားပြောပေးတာလေးတွေသူတို့ပြောတာလေးတွေကိုနားထောင်ပေးတာလေးတွေအဲ့လိုမျိုးလေးတွေလုပ်ပြီးတက်ပါတယ်အဓိကပြောချင်တာကတော့ treat your child the way you would like to be treated ပါဘယ်ဆက်ဆံရေးမှာမစိုးကိုချင်းစာစစ်ကလေးထားဖို့လိုအပ်ပါတယ်မိဘနဲ့တာသမီးဆက်ဆံရေးမှာလည်းထုံနီးတူပါပဲ ကိုရိုင်ကလည်းသာသမီဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့တခုခုမတုံ့ပြန်ခင်မှာဆိုရင်အရင်ဆုံးကိုနဲ့ရှင်ပြီးတွေးပြဖို့လိုအပ်ပါတယ်။ကိုမကြိုက်ခဲ့တဲ့အရာကိုကိုသာသမီတွေလည်းကြိုက်မှာမဟုတ်ဘူးဆိုတာမျိုးကိုလိုချင်ခဲ့တဲ့နှွေးထွေးမှုပုံစံလေးတွေကိုကိုသာသမီတွေလည်းလိုချင်မယ်ဆိုတာမျိုးတွေးပြရပါမယ်။ဒီနေရာမှာလူဝင်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာခြင်းတုံးလေးရှိတဲ့မတ်တက်လေးတခုကိုလည်း share မင်းလုပ်ပေးခြင်းပါတယ်။အဲ့ဒါကတော့ if you want to be loved love first ပါ။ ဆိုလိုချင်တာကအချစ်ခံခြင်းရင်ကိုကိုရိုင်းကအရင်ဆုံးချစ်ပေးရပါမယ်။ထုံနည်းတူပါပဲ။အလေးစားခံခြင်းရင်ကိုရိုင်းကတစ်ဖက်လူကိုလေးစားပေးရပါမယ်။ကိုလိုချင်တဲ့အရာကိုတစ်ဖက်လူကလည်းလိုချင်ပါပဲဆိုရဲကိုချင်းစာစိတ်ကလေးနဲ့ပြောဆိုဆက်ဆံတတ်ဖို့လိုအပ်ပါတယ်။ဒီလိုသာဆက်ဆံတတ်မယ်ဆိုလို့ရှိရင်တော့ဘယ်ဆက်ဆံရင်းမှမဆိုအဆင်ပြေချုံးမွေ့တာကိုတွေ့ရပါလိမ့်မယ်။ဒီနည်းလမ်းလေးကအပြောလွယ်ပေမဲ့လက်တွေ့မှာတော့ကျင့်သုံးဖို့ခက်ခဲတတ်ပါတယ်။ဒါပေမဲ့စူးစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ။ဘာလို့လဲဆိုတော့ဒီနီးလေးလေးကတကယ်အသုံးဝင်တဲ့အပြင်ကိုကိုရိုင်းရဲ့စိတ်ကိုလည်းအေးချမ်းစေပြီးတော့ဆက်ဆံရေးတွေကိုလည်းပိုပြီးတော့ခိုင်မာလာတာကိုတွေ့ရပါလိမ့်မယ်။နီကုံချုံအနေနဲ့ပြောရမယ်ဆိုရင်တော့မိဘနဲ့တာသမီချမ်းမှရှိတဲ့ဂျိုးလေးတွေကိုပိုပြီးတော့ခိုင်မာစေခြင်းကိုချင်းစာစိတ်ထားပေးပါ။လေးစားပေးပါ။ဘလောက်ငယ်တဲ့ကလေးကိုပဲဖြစ်ဖြစ်လေးလေးစားစားဆက်ဆံပေးပါပြီးတော့မှန်မှန်ကန်ကန်ချစ်ပေးပါ မိဘတိုင်းကချစ်တတ်ကြပါမယ်ချစ်ပုံချင်းနီးမှားသွားတဲ့အခါမှာတော့နားလည်မှုတွေလွဲတတ်ကြပါတယ်ဒါကြောင့်ပြောချင်တာကချစ်ချင်းတွေကိုယူသားပေးပါဘယ်တော့မှ condition နဲ့မဖြစ်ပါစေနဲ့ကိုယ်ကလေးကို unconditional love နဲ့ပဲချစ်ပေးကြပါလို့ပြောရင်လည်းနှီးကုံချုပ်လိုက်ပါတယ်